Joël, on y était.

မင်္ဂလာပါရှင်ဖက်ဒရယ်ဖန်ကိုနားဆင်နေကြတဲ့ပရိသတ်တွေအားလုံးကျမချမ်းသာကြပါစေအခုကျမတို့ဖက်ဒရယ်ဖန်ရဲ့ရေဒီယိုစီစဉ်လေးကိုကရီနီပြည်မှာ90.2 MHz 60ဒသမ1 MHz နဲ့ဖက်ဒရယ်ဖန် Facebook Page နဲ့ YouTube ကနေထုတ်လင်းပေးသွားမှာပါ ဖရက်ဖန်ရဲ့နေ့စဉ်ထုတ်လွှင့်ချက်တွေကိုရေဒီယိုတိုင်ခန့်နေဆိုရင်ညနေ6နာရီကနေည7နာရီအထိ60ဒသမနဲ့မကဟတ်စ်မှာဖန်ယူနာဆင်နိုင်ပြီးတော့ဒီကနေ့ညထုတ်လွှင့်ချက်တွေကိုမနေ့ဖြန်မနေ့7နာရီကနေနေ့လယ်7နာရီအထိမှာပြန်ပြီးတော့နာဆင်နိုင်ပါတယ်ရှင်။အစီအစဉ်တွေကိုမကြေညာခင်မှာအသိပေးချင်တာရှိပါတယ်။ ရိုက်ကော်ဒီမော့ဆိုဖရူဆိုပေါ်လခဲလမ်းမကြီးကိုမြေပြင်စီအခြေအနေအရအသုံးပြုသွားလာတာမပြုလုပ်ကြဘူးကရီနီအမျိုးသားများကကွယ်ရေးတပ် KNDF ကအများပြည်သူကိုအသိပေးထားပါတယ်ဒီရက်ပိုင်းကရီနီပြည်တခွင်မှာလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးကြီးရောက်ပေါက်ကွဲပြီးတော့လူထိခိုက်ဒေဆုံးတာတွေရှိနေတဲ့အတွက် Federal Fund တော်တာရှင်တွေအနေနဲ့အသွာလာကယူဆိုင်ဖို့နဲ့တက်ဆိုင်ရာဖွဲ့စည်းတွေရဲ့စီရေးအသိပေးတာတတိပေးတာတွေကိုလိုက်နာကြဖို့အသိပေးချင်ပါတယ် ဒီကနေ့မြန်မာတက္ကသိုလ်1389ခုတရင်ကျွလာစုံ12ရက်2025ခုနှစ်အောက်တိုဘာလ18ရက်စနေနေ့ဖက်ဒရယ်ဖန်ရဲ့အစည်းအဝေးလေးကို ကျမနိုင်ရင်ကတင်ဆက်ပေးပါမယ်။ဒီကနေ့ဖက်ဒရယ်ဖန်ကနေဖက်ဒရယ်ဖန်ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်း အလွမ်းတဝက်မျက်ခင်းပြင်ဆိုတဲ့ຫນွေဥကပြနဲ့ Football Podcast ဘလုံးမဲ့သုံးသက်ချက် Podcast စာရာတွေကိုတင်ဆက်ပြဖို့ပြင်ဆင်ထားပါတယ် Federal FM 90.2 MHz ထမဆုံးအနေနဲ့ Federal Fan ရဲ့နိုင်စင်တည်နေတဲ့နိုင်ငံတကာတည်နေကိုတင်ဆက်ပေးခြင်းပါတယ်။မင်္ဂလာပါဒီနေ့တော့နတ်ရေကန်ပြူဟာကုန်းတိုက်ပွဲမှာအလံပြူထောင်ပြီးအလင်းဝင်လာတဲ့စစ်ကောင်ရှင်တပ်သားတွေဇက်တိုက်ရှိနေတယ်လို့အေအေဆိုတဲ့သတင်းတီဘောကနေ DNA နေဆုတ်ခွာတဲ့သတင်းကမ်ဘလူမြို့နယ်မှာစစ်ကောင်ရှင်တပ်နဲ့ဘူဇော်တီတပ်တွေကခရီးသွားလင်မယားနှုတ်ကိုနှိပ်စက် ဇနီးဖြစ်သူကိုမတိန်ကျင်ပြီးတပ်ဖြတ်တဲ့တဲ့စရီသတင်းတွေပါဝင် Ferrer Van ရဲ့ဒီနေ့အော်တိုဘာလ16ရက်နေ့အတွက်နေ့စဉ်သတင်းတွေကိုကြားကြမှာပါနောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုကြားကြမှာပါမကွေးတိုင်းငဖဲမြို့နယ်အတွင်းရှိနတ်ရေကန်ဘူဟာဂုံတက်စကန်ကို African တပ်တော် AA ကထိုးစစ်ဆင်တိုက်ခတ်ရာတက်စကန်ကနေထွက်ပြေးတဲ့စစ်ကောင်မရှင်တပ်သားတွေကိုဖမ်းဆီးမိခဲ့တယ်လို့ LMV ထောင်ပြီးအလင်းဝင်လာတဲ့စစ်ကောင်မရှင်တပ်သားတွေလည်းဇက်တိုက်ရှိနေတယ်လို့ AA ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘလာ18ရက်နေ့ကနတ်ရီကံဘူဟာဂုံတနီယာမှာတိုက်ပွဲဖြစ်နေရင်စစ်တပ်ဘန်တို့ကိုဖမ်းမိခဲ့တယ်လို့ဗတ်ပြောင်းလာတဲ့စစ်တပ်သားတွေလည်းရှိနေတယ်လို့ AA ကဆိုထားပါတယ်။အရခန့်တက်တော် AA အနေနဲ့လက်နက်ချလင်းဝင်လာတဲ့စစ်ကော်မရှင်တပ်သားတွေကိုစစ်တပ်ဘန်ဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်နေတယ်လို့ဖော်ပြထားပါတယ်။စစ်ကော်မရှင်တပ်ဘက်ကနေလည်းနတ်ပြည်ခွာဂုံကိုမဆုံးရှုံးဖို့အတွက် လေကြောင်းပစ်ကူနဲ့စစ်ကူတွေအဆက်မပြတ် ပို့ပေးနေတယ်လို့ AA ကအတိအပေထုတ်ပြန်ထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်ကနေတန်မျိုးသားလွတ်မြောက်ရေးတပ်မတော် TLN နေတပ်ဖွဲ့တွေအော်တိုဘလာ16ရက်နေ့မှာစတင်ဆွက်ခွာသွားပြီလို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကနေသိရပါတယ်။တီဘောမြို့ကို139နှစ်ခွန်စစ်စင်ရေးအတွင်းမှာ TLN ကတင်ပိုက်ခဲ့တာဖြစ်ပြီးအခု2025ခုနှစ်အော်တိုဘလာ16ရက်နေ့မှာတော့ပြန်လည်ဆွက်ခွာသွားရတာဖြစ်ပါတယ်။တနေ့တည်းမှာပဲတီဘောမြို့မှာရှိတဲ့အစိုးရယုံတွေဖြစ်တဲ့မိသက်ယုံထွေအုပ်ယုံ ရဲစခန်းထောင်နဲ့မြေစင်းရုံစတဲ့နေရာတွေမှာမိလောင်ကြောင်းမှုဖြစ်ပွားခဲ့ပြီးဒီမိလောင်ကြောင်းမှုနဲ့ပတ်သက်ပြီးအာနာသိန်းစစ်တပ်ဘက်ကတော့ TNL ရဲ့လက်ချက်လို့ဆွဆွဲထားပြီးဒေါ်လန်ရဲ့အတိုင်းဝိုင်းဘက်ကလည်းအာနာသိန်းစစ်တပ်ရဲ့လက်ချက်လို့ဆွဆွဲထားပါတယ်။ဒီဘောမျိုးဘောကနေဆုတ်ခွာတဲ့တဲ့ရင်ဟောမဟုတ်ကိုအတီးပြူတိရဖို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကို Fire Fan ကဆက်သွယ်မေးမြန်းခဲ့ရမှာဒီဘောမျိုးဘောကနေဆုတ်ခွာတဲ့တဲ့ရင်မှန်ကြောင်းအတီးပြူဖြေကြားခဲ့ပါတယ်။ ။စကိုင်းတိုင်းကမ်ဘလူမြို့နယ်ရွှေဘော်မြကြီးနားလမ်းမိုက်မှာထိုင်ချနေတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတီပြည်သူစစ်တွေကခီးသွားနေတဲ့နေမယားနှုတ်ကိုဖမ်းဆီးခဲ့ပြီးနှိပ်စက်ခဲ့တယ်လို့ဇနီးဖြစ်သူကလည်းအရမပြူကျင်ပြီးတပ်ဖြတ်ခဲ့တယ်လို့ကမ်ဘလူ PI မတ်3 PDF တပ်ရင်ကမနေ့ကသတင်းထုတ်ပြန်ထားပါလေ။အော်တဘလာ16ရက်မနက်9:00နာရီဝန်းကျင်လောက်မှာကောလင်းမြို့နယ်ညောင်ကုန်းကြေးရွာကနေတန့်စင်နယ်ဘက်ကိုကထိန်ခင်းမှုအတွက်သွားနေတဲ့ဦးကျော်မျိုးနဲ့ မအေးမှဦးတို့ဇနီးမောင်နှံတို့ဦးကိုရွှေဘိုမြစ်ကြီးနားလမ်းပိုင်းပေါ်မှာရှိတဲ့စပယ်နန့်တာပြူစော်တီထိုင်စခန်းမှာဖမ်းဆီးခဲ့တာလို့သိရပါတယ်။စစ်ကောင်စီတပ်နဲ့ပြူစော်တီတွေကအဆိုပါစစ်ကောင်စီတပ်နဲ့ပြူစော်တီတွေကအဆိုပါဇနီးမောင်နှံတို့ဦးရဲ့လက်ဝဲယတနာငွေသားဖုံးသုံးလုံးနဲ့ဆိုင်ကယ်တစ်စီးကိုတိမ့်စီးတဲ့အပြင်ဇနီးဖြစ်သူကိုအတမပြုကျင်ပြီးတပ်ဖြတ်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ခင်မွန်းဖြစ်သူကဖမ်းဆီးခံရကနေထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာဖြစ်ပြီး မ်ဘလူခိုင်အမတ်တော် PDF တက်ရင်ရဲ့ထောက်လိုင်းရေးတာဝန်ခံနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ဖြစ်စဉ်ကိုပြောပြခဲ့ရလို့လည်းဆိုထားပါတယ်။အခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဂျာတရီနေကထိုင်းနိုင်ငံစမုတ်ခွန်မြို့မှာအလုံးလုတ်ကင်ဖို့တရားမဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား132ဦးကိုပွဲစားကစွန့်ပစ်ခဲ့ပြီးထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။ဖန်စီခံခဲ့ရသူတွေမှာအမျိုးသား86ဦးနဲ့အမျိုးသမီး55ဦးရှိပြီးအားလုံးဟာ ထိုင်းနိုင်ငံသားမဟုတ်သူတွေဖြစ်ပြီးတော့တချို့သာနိုင်ငံကူးလက်မှတ် passport ပြနိုင်ပြီး visa တောင်းမထုတ်ထားတဲ့တရားမဝင်ဝင်ရောက်လာသူတွေဖြစ်တယ်လို့ Bangkok Post သတင်းမှာဖော်ပြထားပါတယ်။တရားမဝင်အလုပ်သမားတွေဟာတဦးလျင်ပွဲစားကိုဗန်းငွေ9000ပေးခဲ့ရပြီးပွဲစားကလိမ့်လည်သွားတာကြောင့်တောင်းတင်နေတာဖြစ်ပြီးထိုင်းအာဏာပိုင်တွေကတော့လိမ့်လည်သူပွဲစားကိုလိုက်လံရှာဖွေနေပြီးအလုပ်သမားတွေကိုတော့မြန်မာအာဏာပိုင်တွေထံကိုပြန်အပ်ဖို့လှုံ့ဆော်နေတယ်လို့သိရပါတယ်။ ီသတင်းကိုဘန်ကောက်ပို့သတင်းဌာနကိုကိုးကားပြီးဖော်ပြထားတာပါပြီးခဲ့တဲ့လကအမည်မသိ drone တွေကြောင့်ဥရောပလေဆိပ်တွေမှာရုပ်ရုပ်တဲတဲဖြစ်စေခဲ့တာကြောင့်ဒိမက်လေတပ်ရရှိဟာတန်ဟာမန်ဆန်ရဲ့ကုမ္ပဏီ Mind Defense မှာ order တင်ထားတဲ့အမစာတွေရုတ်တရက်ကျလာတယ်လို့သိရပါတယ်ယူကရိန်းမှာနေတော်ကြဖြစ်နေတဲ့မောင်းတူမဲ့လေရင်စစ်ပွဲတွေအပြင်ပင်လယ်နီဆူဒန်နဲ့မြန်မာတို့လိုမတူတဲ့နေရာတွေမှာတမကအမေရိကန်နဲ့ဥရောပကဖြစ်ရတွေကိုကြည့်ရင်လေဥရောပရဲ့အရေးပါတဲ့ ခြေခံဆောက်အုံတွေရဲ့99ရာခိုင်နှုန်းလောက်ကဖြစ်နေတဲ့ချင်းချောက်မှုတွေကိုခုခံကာကွယ်နိုင်တဲ့စနစ်မရှိနေဘူးလို့ဟာမန်ဆန်ကယုံကြည်သလိုဒါကအစိုးရအသီးသီးကမြန်မြန်ဆန်ဆန်ပြုပြင်ခြင်းနဲ့အချက်လေဖြစ်ပါတယ်။ယူကရိန်းမှာ Mind Defense လို့အနောက်တိုင်းကုမ္ပဏီတွေပါဝင်စစ်ဘက်ဆိုင်ရာစမ်းသစ်တီထွင်သူတွေနဲ့ကုမ္ပဏီငယ်တွေကမောင်းတူမဲ့လေယာဉ်တွေကိုခြေရာခဏာနဲ့ဖြတ်ချတဲ့နေရာတွေမှာဈေးတော်တက်တာပြီးထိရောက်တဲ့ထောက်လန်ရေးကွန်ရက်ကိုတိဆောက်ဖို့ညာရင်တု AI နဲ့ င်မရာတွေမိုက်ခရိုဖုန်းတွေအပြင်လျှက်စစ်အာရုံခံကိရိယာတွေကိုအသုံးပြုကြပါတယ်။ drone ပြန့်ပွားမှုဟာလစ်ဗျားကနေမြန်မာနိုင်ငံအထိဖွံ့ဖြိုးဆဲကမ္ဘာကပဋိပက္ခတွေကိုတည်တည်တတ်တာပိုအားကောင်းစေခဲ့ပြီးပိုပြီးတော့ဈေးသက်သာတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်လိုအပ်ချက်တွေကိုပြသနေပါတယ်။ဒီသတင်းကို writer သတင်းဌာနကိုကိုးကားပြီးဖော်ပြခဲ့တာပါ။ဒီနေ့အော်တိုဘလာ၁၈ရက်နေ့ဖရိုယာဖိုင်ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ကြတာပါကျွန်တော် Soft Victory ပါ ဲ့ Federal Fan နိုင်စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါအခုဆက်ပြီးတော့ Federal Fan ရဲ့ຫນွေဥကပြခန္ဓာကနေအလွမ်းတဝက်မြက်ခင်းပြီးဆိုတဲ့ကြပြကိုကြားမှာပါ။ကြပြဆရာနှတန်ရည်ပြီးတော့ဆီယမ်မာချက်စမင်ကခန်းစားတင်ဆက်ထားပါတယ်။အလွမ်းတဝက်မြက်ခင်းပြီးပြောစရာအစ်စ်တွေဟာကဘာပေါ်မှာရှိနေသေးရဲ့။သင်ကမျောလင်းဖို့အသင့်ဖြစ်ပြီလား။ ျွန်တော်တို့ဟာအထက်ထက်ကလဖန်ထိုးထားတဲ့ဖဲထုတ်တွေကဖဲချက်တွေလိုခုနေရကိုမိနေရဲ့မြို့တော်ရဲ့အဆောက်အုံတွေအလေရောင်လဲလဲဖြစ်ချင်ရဖြစ်မှုနဲ့ဒူးတွေကောင်းတဲ့တခြင်းကိုနားတော်တာဆင်ရင်ခလေးငယ်များပြမစုတရားအစားအစာနဲ့ကပါတဲ့ကျွန်တော်တို့ဟာသတင်းစာပေါ်ချော်လဲခြင်းမရှိဘူး နောင်နာရခြင်းလုံးဝမရှိဘဝကိုနှိမ့်နှိမ့်ကကချစ်မိကြရဲ့ချစ်ချင်းမြတ်တာတဲ့ဒါသမိုင်းဥကပြားတပုပ်ပဲတမ္မာစွာကခုံလို့တိမ်မွေ့စွာပောက်ကွဲလို့ဝေခွဲမရခြင်းကလည်းစွန့်အားလို့ရောက်မလာသေးတဲ့အချိန်တန့်ညင်ဆန်ဆန်အိမ်မက်မလန့်လို့မလုံနဲ့ခေါင်မိုးကြောင့် ရိုးသားတဲ့ဘဝတွေအေးနင်းခဲ့ရပြန်တယ်လာတာ90.2 megahertz အားလုံးရဲ့အသံ Federal FM အခုနောက်ဆုံးအစီအစဉ်အနေနဲ့ Football Podcast ဘောလုံးမဲ့သုံးသက်ချက် Podcast ကိုတင်ဆက်ပေးပါမယ်။ကိုစီသူကသုံးသက်ပေးထားပါတယ်။နားဆင်ကြည့်ပါရှင်။ အားလုံးမင်္ဂလာပါဒီဒီဘက်အားသာစီဗီကျွန်တော် SD11 အနေတင်ဆက်ပြသွားမှာဖြစ်ပါတယ်ဒီဘက်မှာတော့ကျွန်တော် international break ကြီးပြီးသွားပြီဆိုတော့ပြည်မြလိုက်ပွဲစဉ်တွေပြန်လာပြီပေါ့ဆိုတော့ဒီဘက်မှာပြည်မြလိုက်ပွဲစဉ်ရှင်းနေတယ်ကြံကြမယ်စနေနေ့ရက်တနင်္ဂနွေနေ့ရက်တင်းလာနေ့ညအင်္ဂါနေ့မနေ့တပွဲရေပေါ့နော်ဆိုတော့ပွဲစဉ်တွေကျွန်တော်အရင်ဆုံးတင်ဆက်ပြခြင်းပါတယ်စနေနေ့ညမှာဆိုရင်ညနေ6နာရီမှာ Nottingham Forest နဲ့ Chelsea ရဲ့ပွဲရှိမယ်ည7နာရီကွဲမှာတော့9ပွဲရှိမယ် Brighton နဲ့ Newcastle ဘန်လီနဲ့လီခရစ်စတဘယ်လီနဲ့ဘုံမောင်းနဲ့ပွဲပြီးရင်တော့မန်ချက်စတာစီးတီးနဲ့အေဗာတန်ရဲ့ပွဲရှိမယ်ပြီးရင်ဆန်နာနဲ့ဝူးဖ်နဲ့ပွဲရှင်ရှိမယ်ပြီးရင်စနေနေ့ညရဲ့၁၇နာရီမှာတော့ဖူဂန်နဲ့အာဆင်နယ်ရဲ့ပွဲရှင်ရှိမယ်ပေါ့နော်ပြီးရင်တိုင်းကူရီညမှာ၂ပွဲရှိမယ်ဒီပွဲကပွဲကြီးပွဲကောင်းတွေဖြစ်တယ်တိုင်းကူရီညရဲ့9နာရီခွဲမှာဆိုရင်တော့တော်တော်ရောစပန်နဲ့အက်စထရိုမီလာရဲ့ပွဲရှင်ရှိမယ်ပြီးရင်တိုင်းကူရီညရဲ့10နာရီမှာလီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်ရဲ့အင်္ဂလန်ဒါဘီရှိရပေါ့နော်ပြီးရင်တော့တိုင်းလာနေညအင်္ဂါနေ့မနက်10နာရီခွဲမှာတော့ ဝက်ဆန်နဲ့ဘရန်ဖို့ရဲ့ပွဲစဉ်တွေရှိပါမယ်ကျွန်တော်ကျွန်တော်ဒီပွဲစဉ်တွေရမှာဒီအသင်းကြီးတွေရဲ့ပွဲစဉ်တွေကိုပွဲကြော်ဆုံးညနေတင်ဆက်ပေးကြပါမယ်ကျွန်တော်ပထမဆုံးအနေနဲ့စနေနေ့ည6:00နာရီမှာကံမဲ့ Nottingham Forest နဲ့ Chelsea နဲ့ပွဲစီကိုတွားရအောင်ဒီပွဲမှာက Nottingham Forest ကတောက်လျှောက်ရှုံးနေတာပေါ့နော်အဲ့တော့ဒီ Newcastle နဲ့ကံပြီးနောက်ပိုင်းမှာနောက်နောက်ဆုံးတော့မွေးစတိုက်ရှုံးနေသူတပွဲပဲနိုင်ရထားသေးတယ်ကျွန်တော် Newcastle နေတော့တော်တော်လေးတော့ pressure များနေတဲ့အခြေအနေဖြစ်တယ်ပေါ့နော် Chelsea ကတော့သူတို့နောက်ဆုံးပွဲမှာ Liverpool ကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရတာလေဆိုတော့စိတ်ဓာတ်ကတော့အမြင်ဆုံးဖြစ်နေမှာပဲဒီ Champions League မှာလည်း Benfica ကိုသူတို့အနိုင်ရထားတယ်ဆိုတော့ပြဿနာကတော့ Chelsea မှာဒီ Copa မှာတော့မပါနိုင်ဘူးပေါ့နော် Enzo Fernandez လည်းပဲဒီဒဏ်ရာအခြေအနေကတိတ်မတိရသေးဘူးပေါ့နော်ပါဖို့ဆိုတော့ Copa မှာမပါနိုင်တဲ့ Chelsea ကတော့နည်းနည်းလေးပြဿနာရှိရဲဒါပေမဲ့ဒီ Nottingham Forest တို့အခုချိန်မှာခြေပြက်နေတဲ့အသင်းတွေကိုတော့သူတို့အနိုင်ရဖို့လိုတယ်ပေါ့နော်ကျွန်တော် ထိတိုက်တွေ့ဆုံမှုတွေကိုကြည့်ရင်လည်းပဲရင်းကွာနေရမျိုးမရှိဘူးဒါပေမဲ့ဒီ Northern Forest ရဲ့အိမ်ကွင်းမှာတော့230တိုက်ဆက်စီအနိုင်ရတာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လူစင်းကိုကြည့်မယ်ဆိုရင်တော့သူတို့အခုအချိန်မှာ4 funder ပြန်ပြီးကောင်းလာပြီ6လောက်ပြန်ကောင်းလာပြီဆိုတော့ Chelsea ရဲ့နောက်တန်းကတော့ဒီနေရာလုံးထွက်လာဖို့များတယ်ပြီးရင် Reece James ကိုကွဲလာလို့ရှိမယ်ကွင်းနေမှာတော့ကန်စီရိုလာဗီယာတို့နဲ့ထွက်လာနိုင်တယ်အန်ဆိုမတိကြသေးဘူးပေါ့နော်ကိုပမာတော့မပါဘူး ရှိမှာတော့ net တူကနာချူကျောက်ပတူနဲ့ထွက်လာဖို့များတယ်။ Northern Forest ဘက်မှာတော့သူ Chris Wood လို Kip White တို့ရှိရယ်။ပြီးရင်တော့ Queen လေဒီ England Queen လေကလာမှာပြတဲ့ Anderson လည်းရှိရယ်ပေါ့နော်။ဆိုတော့ဒီဘွဲကကြီးကောင်းနိုင်တယ်။ဒါပေမဲ့ရလဒီစိုးနေတဲ့ Northern Forest ရဲ့အင်ကွင်းမှာ Chelsea ဒီ Liverpool နိုင်ထားတဲ့ mentality နဲ့ဆိုရင်တော့အဲမရှုံးတော့ဘူးနိုင်ငံသွားနိုင်လောက်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ ချက်စီရမှတ်သုံးမရပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။နောက်တစ်ပတ်ကတော့မန်ချက်စတာစီးတီးနဲ့အေဗာတန်ရဲ့ပွဲဒီပွဲကမန်ချက်စတာစီးတီးရဲ့အင်ဂွေမာကန်မှာထိထိတွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုရင်တော့မန်စီးတီးနဲ့အေဗာတန်ကိုပြပသက်သားပဲအသာစီးရထားတယ်။ဒီရာသီမှာမန်စီးတီးအနေနဲ့ဒီရလတီကရှေ့မှာစိုးနေရဆိုပေမဲ့ခုနောက်ပိုင်းမှာပြန်ပြီးတော့တည်ငြိမ်လာပြီးနောက်ဆုံးပရီးမီးယားလိဂ်ပွဲဆိုရင်လည်းပဲသူတို့နိုင်ရတဲ့အာဆင်နယ်ကိုနဲ့တည်ကြပြီးနောက်ပိုင်းမှာသူတို့ နိုင်ပွဲ၃ပွဲစတိုက်ရရတယ်။ဒီအဓိကဟာလဲအဲလင်ဟာလန်ကိုပေါ့တော်တော်လေးပြန်တွေ့လာပြီပေါ့နော်။ဆိုတော့ Everton ဘက်ကိုကြည့်ရင်တော့ Everton ကလည်းပဲဒီရာဒီမှာမတင်တ်မှတ်ထားလောက်အောင်ကိုခြေစွမ်းရကောင်းနေတယ်။ဒါပေမဲ့ဒီပွဲမှာပြဿနာတစ်ခုရှိတာက Everton မှာအခုတော်တော်ခြေစွမ်းပြနေတာက Jack Grealish ။ Grealish ကအငား Man City ရနေလာကစားဖြစ်တဲ့အတွက်ဒီ Man City နဲ့ပွဲမှာ Grealish ကဝန်ခံလို့မရ။အဲ့တော့ Everton ရဲ့တိုက်စစ်ပိုင်းကတော်တော်လေးတော့ပြဿနာရှိသွားတယ်။ ဆိုတော့ဒီမန်စီးနဲ့တွေ့တဲ့အချိန်ကျမှပဲဒီလိုဖြစ်တဲ့အတွက်အမန်စီးနေတော့အများကြီးကံကောင်းတာပေါ့နော်ဆိုတော့ဂိုးဘန်းနေရာမှာဒူနာမမအောင်နဲ့ပဲထွက်လာနိုင်တယ်ရှီမာအယ်လန်ဟာလန်ဥဆောင်လာလိမ့်မယ်ပြီးရင်ဒီယာဒီမှာခြေစမ်းပြနေတဲ့ဒိုကူဖိုဒန်ဒီကမာတွေပါလာနိုင်မယ်ရိုင်နာတို့ပါလာနိုင်မယ်ရိုရီယာတို့တန်ရာပြဿနာရှိနေတော့မယ်ဆိုတော့ဆာဗီညိုတို့လည်းတန်ရာပြဿနာရှိနေတော့ဆိုတဲ့အတွက်ရိုဒီနီယာမှာတော့ဒီနီကိုကွန်ဆာလိုက်စတူနဲ့ထွက်လာနိုင်တယ်ပေါ့နော် နောက်တစ်မှာတော့ ဒီ DS2 Cavalier လို့ရှိမယ်ပြီးရင် Orani လို့ရှိမယ်ပေါ့နော်ဆိုတော့ Man City ရဲ့ဒီလူစင်းကတော့ Everton ကိုကန်ဖို့အတွက်လုံလောက်တယ်အဲဆိုတော့ Everton နေနဲ့ Man City ရဲ့အင်ကွင်းမှာရမှတ်ရယူဖို့တော်တော်လေးကိုခက်ခဲတဲ့အခြေအနေမှာရှိရယ် Man City ပဲရမှတ်၃မှတ်အပြည့်ယူသွားလိမ့်မယ်ဂိုးပြတ်အောင်ကန်နိုင်လိမ့်မယ်လို့ကျွန်တော်တော့ထင်ပါတယ်ဆိုတော့နောက်တစ်ပွဲကတော့ စနေညာ7နာရီမှာကံမယ်ဖူဟန်နဲ့အာဆင်နယ်ရဲ့ပွဲဒီပွဲကဖူဟန်ရဲ့အင်္ဂွေမှာကံမယ်ဆိုအာဆင်နယ်ကဖူဟန်နဲ့တွေ့ရင်ရလက်တီဆိုးတတ်တယ်ပြီးခဲ့တဲ့နေရာဒီစတိုက်ကိုဒီဖူဟန်ရဲ့အင်္ဂွေမှာရမတ်တီဆုံးရှုံးထားတယ်ပြီးခဲ့တဲ့ရာဒီကတည်ကြတယ်ရှုတနစ်က2ဝန်းနဲ့ရှုံးလာတယ်ဆိုတော့ဖူဟန်ရဲ့အင်္ဂွေမှာအာဆင်နယ်ရလက်မကောင်းတဲ့ခုနောက်တစ်ခုရှိရာကဖူဟန်ကဘူးလက်တလုံးမှာ အိမ်ကွင်းရှုံပွဲလုံးဝမရှိတာဘူးတခြားပွဲရှုံရုံပဲသူအိမ်ကွင်းမှာတော့တရေအနေဆုံးနဲ့အနိုင်နေပဲကန်တာတယ်ဆိုတော့ဒါပွဲစဉ်ရှေ့ရောက်လာပြီးဂူတီကိုအိမ်ကွင်းရှုံပွဲမတွေ့သေးဘူးပေါ့နော်ဖူဂန်ကဆိုတော့အာဆင်နယ်အနေနဲ့ဒီရှေ့ရာသီနှစ်ရာသီဇက်တာရလတ်ဆိုးထားတဲ့ဟာကိုဒီရာသီမှာခြေဖြတ်ပြဖို့လိုတယ်အာဆင်နယ်မှာတန်ရန်ပြဿနာတွေရှိရယ်ဒါမဲ့လည်းပဲဒီတန်ရန်ပြဿနာတွေကိုဖြည့်ပြီးမဲ့ဒီ အရင်စင်းရလဲတောင်းနေနေပေါ့နော်ဥမာ origin မပါနိုင်ဘူးဒါပေမဲ့ဒီနေရာမှာ x0 ရှိမယ်အဲပြီးရင် one real လောက်စားမှရလဲကန်နိုင်နေပေါ့နော်ဆိုတော့ဒီရှေ့မှာ vidiograph ကိုပေါ့ပြောင်းနေတယ်ဆိုတော့ vidiograph နေရာမှာ merino သုံးမလား harvest ကတော့မပါနိုင်သေးဘူးကျွန်တော်တို့က saka ရောရှိရယ်ဆိုတော့ supermandy rice x0 saka ဒီဘက်မှာ martinelli ရော trousers ကိုကောင်းတယ်ဆိုတော့ ကြိုက်တဲ့ကစားမှလှည့်သွင်းလို့ရတဲ့အခြေအနေမှာရှိရပါတော့ဆိုတော့အစင်နေရဲ့ဖောင်ကလည်းကူလည်းရှိမှတော်တော်လေးကောင်းနေတယ်အခုလည်းပဲအစင်တင်မှဆက်လက်ရည်တည်နေရယ်ဆိုတော့အစင်နေဘက်ကလူကြီးညာစိတ်ပူစရာမလိုဘူးပေါ့နော်မဖူဟန်ဘက်မှာသူတို့ရဲ့အားထားတဲ့ကွင်းတဲ့ကစားမှလူကစ်ဒီပွဲမှာမပါနိုင်ဘူးတန်ရန်ပြဿနာကြောင့်ဆိုတော့မာကူစီဗားအနေနဲ့ဒါတော့သူအပြေရှာဖို့လိုတယ်ဒီဖူဟန်အနေနဲ့အသင်းကြီးအနေနဲ့တွေ့ရင်သူတို့3ဘက်ကစားတတ်တဲ့လေးထားရှိရယ်ပေါ့နော်ဆိုတော့ဒီပွဲမှာလည်းပဲအစင်နေရဲ့ရှိ တန်းကိုထိမ်းဖို့အတွက်သူတို့ကွင်းလင်အားနဲ့နောက်တန်းအားကိုတီချာဘေးထက်လောက်လာမှာပဲဆိုတော့ဒီကွင်းလင်ချင်းရှင်ပြီးတော့အာဆင်နယ်အသာကြီးယူလာပြီးတော့ဘွဲလုံးဖိပြီးကန်လိမ့်မယ်လို့ထင်တယ်ဆိုတော့ဒီဘွဲကဒီလိုပွဲမျိုးကအာဆင်နယ်နဲ့အနိုင်ကန်နေတယ်တစ်ဖက်မှာလီဗာပူးကမန်ချက်စတာယူနိုက်တက်တွေ့နေရပါတော့ပွဲချက်ဖြစ်တယ်ပေါ့ပွဲချက်ဖြစ်နေတဲ့အချိန်မှာအာဆင်နယ်နဲ့အမှတ်ရအောင်ယူနေတယ် ဒါပေမဲ့တစ်ဖက်ကကုနာကပြောပြရရင်ရှင်းနေရစီစတဲ့ရလာမကောင်းတာဘူးပြီးတော့အခုမာကိုစီဗာရဲ့ဖူဝန်ကအင်္ဂလိပ်ရှုံးမွေးလုံးဝမရှိသေးဘူးပေါ့နော်ဆိုတော့အာဆင်နယ်နဲ့ကစားရခတ်နိုင်တယ်တိချပလန်လာပြီးဆော့ဖို့လိုတယ်လူစင်းရတော့စိတ်ပူရရင်မရှိဘူးနိုင်မယ်ဆိုရင်တော့ကပ်ပြီးတော့ပဲနိုင်သွားဖို့များတယ်တည်ရတော်ချသွားနိုင်တဲ့ပွဲလို့ပဲကျွန်တော်တို့ပြောချင်ပါတယ်ဆိုတော့နောက်ပွဲရောက်တဲ့နေ့ကနေညနေ9:00ခွဲမှာကံမဲ့တော်တင်ဟော့စပါနဲ့အက်စတရီလာရဲ့ပွဲ ဒီပွဲကတော်တင်အောင်စပိုင်းအင်ဂျင်မှာကဲမယ်ဆိုတော့တွေ့ဆုံမှုတွေကိုကြည့်ရင်ဒီနှစ်သိန်းချားမှာတရီပွဲမရှိဘူးနောက်ဆုံး၅ပွဲမှာနောက်ဆုံးတရီပွဲဆုံတဲ့၅ပွဲမှာတော်တင်အောင်စပါကနှစ်ကြိမ်နိုင်လာပြီးတော့အက်စထရိုမီလာက၃ကြိမ်နိုင်လာတယ်ဆိုတော့တော်တင်အောင်စပါမှာပြဿနာကတော့သူတို့ဆိုလန်ကီတင်ရရနေရောဆိုတော့ဒီရစ်ချတ်ဆန်လည်းပဲထွက်လာဖို့များတယ်တော်တင်အောင်စပါရဲ့ဒီရလက်ကလည်းပဲဟိုကောင်းလိုက်ဆိုးလိုက်ပဲဖြစ်နေရုံပဲပေါ့နော် ဟိုဒါပေမဲ့အရင်ဆိုးတဲ့ချိန်မှာမပါဘူးဒီကတော့သူတို့ရဲ့နောက်တန်းကစားမရဖြစ်တဲ့ Romero နဲ့ Van de Beek အတွေ့ကကောင်းနေပြီဆိုရင် Spa ကရလာတီကောင်းတဲ့တယ်ဒီနေရာလုံးလည်းပဲဒီကွေးမှာပြန်ပါလာနိုင်တော့တယ်ဆိုတော့တပတ်က Aston Villa ကလည်းပဲခုနောက်ပိုင်းမှာရလာလီတော်တော်ကောင်းလာပြီဆိုတော့ဒီ working တို့လည်းရှိရယ်ပြီးရင် Melan တို့လည်းပဲကိုပေါက်တီတွေ့နေရယ်ပေါ့နော်ဆိုတော့နောက်ဆုံး Liverpool စတိုင်လည်းနိုင်လာတယ်ဆိုတော့ Aston Villa ရဲ့ခြေကတော်တော်လေးအားရကြကောင်းလာပြီဆိုတော့ဒီနှစ်သိန်းတွေ့ဆုံနေဆိုတော့ ဒီပွဲစဉ်ကတော့ဒီတည်ကြသွားဖို့ပဲများတယ်လို့ပဲကျွန်တော်တို့မြင်တယ်။ Torino Spa လည်းအရင်ထောင်နေရမျိုးမရှိဘူး။ Aston Villa ကလည်းပဲလေးပွဲစားနိုင်ရတာလေဆိုပေမဲ့အဝေးကွင်းဖြစ်နေရပေါ့နော်။ဆိုတော့ကွင်းလည်းပဲအပြည့်မှုတွေကျွန်တော်မြင်ရနိုင်တယ်။ Olivergino Melan တို့ဒီ Van de Van Romero ကိုကြော်နိုင်မလားပေါ့နော်။အဓိကကတော့ Spa ရဲ့ဒီ high pressing လုပ်တဲ့အချိန်မှာ counter တွေနဲ့ Aston Villa ချင်းချောင်းနိုင်မလား။ဒါမှမဟုတ် Richarlison တို့ပဲ ကိုးပေါက်လေးရှာတွေ့သွားမလားပေါ့နော်ပြီးရင်တော့ဒီစပါမှာကူတက်တို့လိုကစားသမားတွေရတယ်တော်တော်လေးကိုကောင်းနေပေါ့နော်ဘရန်ဂျွန်ဆန်တို့ရှိရဲဆိုတော့တော်တော်လေးတော့မြိုင်ပြီးတော့ကြည့်ကောင်းမယ်ပွဲဖြစ်လိမ့်မယ်ဂိုးတွေအများကြီးကျွန်တော်တွေ့ရနိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲစဉ်ကိုတီးပဲတီးရလည်းပဲထွက်သွားနိုင်လို့ကျွန်တော်တော့ထင်ပါတယ်ကျွန်တော်နောက်တစ်ပွဲကတော့ဒီအဲတနင်္ဂနွေညရဲ့စင်တိုင်းမှာကဲမဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်ရဲ့အင်္ဂလန်ဒါဘီပေါ့နော်ဆိုတော့ဒီနှစ်သင်းထိပ်ရိုက်တွေ့ဆုံရင်အင်္ဂလန်ဒါဘီလို့ခေါ်ကြတယ် ပြိုင်ဆိုင်မှုလည်းတကယ်ပြင်းထန်တယ်ဒီအရှိန်အဟအရဒီ Premier League တိုက်တယ်တွေကိုအများဆုံးရတာလည်းနှစ်သင်းဖြစ်တယ်ပေါ့နော်ဆိုတော့ထိုးထွင်းတွေ့ဆုံမှုတွေကိုကြည့်ရင်တော့ Liverpool ရဲ့အိမ်ကွင်းမှာ Manchester United က200ဒီဇက်တိုက်ကိုရမှတ်ပြီးရယူထားတယ်ပေါ့နော်ဆိုတော့ Manchester United ရဲ့အိမ်ကွင်းမှာဆိုရင်တော့ Liverpool ကိုရှုံးနေဒါပေမဲ့ Liverpool ရဲ့အိမ်ကွင်းမှာဆိုရင်တော့ပြီးရ200ဒီဇက်တိုက်တည်ကြီးကြထားတယ်ပေါ့နော်ဆိုတော့ဒီဘက်က Liverpool တက်လဲ short တက်လို့မရဘူး Arsenal လည်းပဲဟိုဘက်မှာ full one နဲ့တွေ့နေတာ တို့တမတ်ပဲကွာတဲ့အချိန်ကြီးလီဗာပူးကနောက်ဆုံး၃ပွဲဆက်တိုက်ရှုံးလာတယ်။ချက်စီကိုရှုံးတယ်၊ကလာရာဆာရီကိုရှုံးတယ်၊ခရစ်စတယ်ဘယ်လီကိုရှုံးလာတယ်ပေါ့နော်။ဆိုတော့ဒီချိန်ဒီမှာလီဗာပူးနေနဲ့ပြန်လာဖို့လိုပြီပေါ့နော်။ဒီရာဒီမှာလီဗာပူးနေနဲ့၃ပွဲဆက်တိုက်အခုရှုံးလာတယ်။ဒီချိန်ကြီးရနေပြီးတော့လီဗာပူးနေနဲ့ပြန်လာဖို့လိုပြီ။မန်ချက်စတာယူနိုက်တက်ကလည်းပဲတောက်လျှောက်ဒီရလက်တွေစိုးနေရတယ်။ခုနောက်ပိုင်းမှာတော့နိုင်ပွဲလေးတွေပြန်တွေ့လာတယ်။ဆိုတော့နှစ်သိန်းလုံးကဒီရေးကြီးတဲ့အချိန်ကြီးရောရောက်နေတယ်။ဒန်ရကစားသမားတွေ ရှိနေရဆိုပေမဲ့လည်းပဲနှစ်ဖက်လုံးမှာရှင်ခံမှုအတွက်တောင်းတင်းတဲ့လူရင်းရှိရယ်ဒီကားကတော့ SS2 ရှိရယ်လေဘာဘူးမှာဆိုရင်အဲလေဘာဘူးမှာအဓိကဒရာမာရီယာတန်ရရဆိုရင်အလစ်စင်ဘက်ကကိုသမတန်ရရနေဒါပေမဲ့သူတို့မှာဗမာဒက်ရှ်ဘယ်လေးရှိရယ်ပေါ့နော်ဆိုတော့အဲနောက်တန်းမှာဆိုရင်လည်းဖန်တိုက်ကွန်တာတွေကိုကောင်းနေတယ်ကာကက်စ်တို့ရှိမယ်ဖရိမ်ပေါင်ပြန်ပါလာနိုင်တယ်ကွင်းထဲမှာကရမန်ဘက်စ်တို့မက်ဂလက်စတာတို့ရှိမယ်ဖလိုရန်ဘက်စ်ပါလာနိုင်တယ်အဲဆလတ်ရှိမယ်ဂပ်ဘို ရှိမှာတော့ ISS နဲ့ထွက်လာမလားအဲရွေးချယ်စရာရောရှိရပါတော့ဆိုတော့မန်ချက်စတာယူနိုက်တက်ကိုကြည့်ရင်တော့သူတို့ကိုယ်တိုင်မှာအသိနဲ့ထွက်လာဖို့ရှိရဲအဲ3ဘက်ပဲစောက်မယ်ဆိုရင်တော့သူတို့ရိုးရိုးဒီလိုက်ဒီဇိုင်းမားရရှိရဲလူရှော်ရှိမယ်ပေါ့နော်ဆိုတော့ကိုင်းနေမှာတော့အမော်ရီအနေနဲ့ဒီကက်စမီရိုနဲ့ဖာနယ်အတွဲပဲထွက်လာဖို့များတယ်ပြီးရင်ဒိုကူပြန်ကောင်းလာပြီးအာမတ်တို့ရှိရင် ရှီတန်းမှာတော့သူတို့ sasco နဲ့ထွက်လာဖို့များတယ် sasco ambumoro ရှိရယ်ကွန်ညာရှိရယ်မီဆန်မောင်းရှိရယ်ပေါ့နော်ဆိုတော့မီမီဆန်မောင်းနဲ့ကွန်ညာနဲ့ဘယ်သူကိုတုံးမလဲတော့ကျွန်တော်ဒီဘွဲမှာစောင့်ကြည့်ရမယ်ဆိုတော့နှစ်ဖက်လုံးကတော့ line ရကမစိုးဘူးနှစ်ဖက်လုံးကဒန်ရကသားမှာအရင်းများနေရမျိုးမဟုတ်ဘူးဆိုတော့အဲကြည်ကောင်းနိုင်တယ်နှစ်သင်းလုံးကလည်းအမှတ်လုံနေတဲ့အခြေအနေမှာရှိရယ်ဒါပေမဲ့အဲတကယ်တမ်းဒီနှစ်သင်းရဲ့ခြေက အဲရှိမှလား၃ဘွဲ့စတိုက်လီဗာပူးမရှုံးတာဘူးဆိုရင်လီဗာပူးကတာနေရလို့ပဲကျွန်တော်တို့ဆက်ပြောလို့ရသေးရပေါ့နော်ဆိုတော့မန်တလီရတော့လီဗာပူးကနည်းနည်းနိုင်နိုင်တယ်ဒါပေမဲ့ဒီဘက်မှာတော့လီဗာပူးပဲဂိုးနည်းနည်းနဲ့အသာရသွားဖို့များပါတယ်ဆိုတော့ကျွန်တော်ဒီဘက်ကိုလောင်းနေပဲကျန်နေချင်ပါတယ်ညီကိုရီအားလုံးရင်ကုန်စိတ်လှုပ်ရှားကြပေါလုံးပွဲစဉ်တွေကိုအတူတူစောင့်ကြည့်ကြရအောင်ဗျာတော်တာရှင်များရှင် မိုက်ကောဒီမော့ဆိုဖရူဆိုပေါ်လက်ခဲလမ်းမကြီးကိုမြေပြင်စီရေးအခြေအနေအရအသုံးပြုသွားလာတာမပြုလုပ်ကြဘို့ကရင်နီအမျိုးသားမြောက်ကွယ်ရေးတပ် KNDF ကအများပြည်သူကိုအသိပေးထားပါတယ် ဒီရက်ပိုင်းကရင်နီပြည်တခွင်မှာလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးကြောက်ပေါက်ခွဲပြီးတော့လူထိခိုက်သေဆုံးတာတွေရှိနေတဲ့အတွက် Federal Fan တော်တာရှင်တွေအနေနဲ့အသွာလာခရူးဆိုင်ဖို့နဲ့တပ်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စီရေးအတိပေးတာတတိပေးတာတွေကိုလိုက်နာကြဖို့အတိပေးချင်ပါတယ်90.2 MHz Federal FM 90.2 Federal Fan ရဲ့စနေနေ့ထုတ်လွှင့်တဲ့အစီအစဉ်လေးကိုကြားခဲ့ရတာပါ။အခုအစီအစဉ်လေးကို Federal Fan 1နဲ့2 Fan တို့သားတွေပူးပေါင်းတင်ဆက်ခဲ့တာပါ။ Federal Fan ရဲ့အစီအစဉ်လေးကို Federal Fan Facebook, YouTube, Telegram, WhatsApp, Instagram နဲ့ TikTok စတဲ့ platform တွေမှာကြည့်ရှုနားထောင်နိုင်ပါတယ်။ကရင်ပြည်မှာတော့ရေဒီယိုမှာ90.2 MHz 60ဒသမ9 MHz မှာညနေ6:00နာရီကနေည7:00နာရီအထိထုတ်လွှင့်ချိန်မှာဖမ်းယူနိုင်စင်နိုင်ပါတယ်။ ဒီကိရိယာထုတ်လွှင့်ချက်တွေကိုပြန်ပြီးတော့နားဆင်ခြင်းနဲ့ဆိုရင်ရေဒီယိုမှာမနက်ဖြန်မနက်7:00နာရီကနေနေ့လယ်7:00နာရီထပ်မံထုတ်လွှင့်ချိန်မှာထပ်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်90.2 MHz အားလုံးရဲ့အတန်း Federal FM Federal FM အားလုံးရဲ့အတန်း